ုတ်ကဲ့ပါကျွန်တော်နောက်ထပ် week 5ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ September 28ရက်ညနေ4:00နာရီ3:00နာရီမှာရှင်ပိုင်ကစားမယ်ဒဂုံ Star United အသင်းနဲ့ဒဂုံဘော့အသင်းတို့တွဲဆုံတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ဒဂုံအသင်းတွဲဆုံနေတဲ့ ပွဲကိုကိုကိုမျိုးရစတင်တုံးသက်ပေးပါအောင်လေဟုတ်ကဲ့ပါဒါ28ရက်6လ2025ဒါသူ့အနောက်ကမှညနေ4နာရီအချိန်မှာရှင်းပြန်ကစားသွားမယ့်ပွဲစဉ်ဖြစ်ပါတယ်ဒီတကောစတာယူနိုက်တက်ရဲ့လက်ရှိမှာကျွန်တော်အနေနဲ့ဒါအမြင်မိသလောက်ဆိုလို့ရှိရင်တော့ပွဲစဉ်၄ပြီးသွားပြီဒါပေမဲ့ကစားပုံကအနေထားတစ်ခုကဒါတသမတ်တည်းမရှိသေးတာသွားပြီးတော့တွေ့ရတယ်ပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်ဗိုင်းဘီဘောဒီနိပြတ်တဲ့ တယောက်အတွက်ဒါဟိုဘယ်လိုပြောမလဲအချိန်ယူအောင်ပါဆိုပေမဲ့လည်းဒီအချိန်မှာတော့သူတို့အသင်းကကစားပုံနေတာတခုကရုံလုံးပေါ်တင်ပြီလို့ကျွန်တော်အနေနဲ့ဒါတုံးသက်ချင်းနေပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်ကဒီ ISB အသင်းရဲ့ပွဲစဉ်မှာရခဲ့တဲ့ဂိုးဆိုလို့ရှိရင်လည်းသူတို့နဲ့ဒါငင်းချောင်းအောင်ရဲ့ free kick ဂိုးကတော်တော်လေးလာပါတယ်ဒါပေမဲ့လည်းပြောချင်တာကတော့ကစားကွက်ကနေရတာမဟုတ်တဲ့ခါကျတော့သူတို့အသင်းအနေနဲ့လည်းဒီကစားပုံကဒီတက်ပို့ပြီးတော့ကျတော့တိုက်စစ်ကလည်းထမြတ်ဖို့လိုအပ်တယ်လို့ကစားပုံလည်းဒီတက်ပို့ပြီးတော့ကောင်းဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်တစ်ခုကတော့ဒီတကုံပေါ့ပေါ့နော်တကုံပေါ့ကတော့လက်ရှိနေတာတကုံမှာတော်တော်လေးအားနည်းနေသေးတာတွေ့ရတယ်ဒီကို သောကြာနဲ့ကျွန်တော်တို့ဒီပွဲစဉ်အစအပိုင်းတွေမှာကျွန်တော်သုံးသပ်ခဲ့ကြတယ်အများကြီးသုံးသပ်ခဲ့တယ်တကုံဘောဒီထဲပို့ပြီးတော့အများကြီးမျောလင်းခဲ့ကြတယ်ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့မှန်ထားတာလေတကုံဘောကအများကြီးအားရော့နေသေးတယ်လဲသွားပြီးတော့တွေ့ရတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီအထူးသဖြင့်ဒီနောက်တန်းနဲ့ကွင်းလေ ဘိုင်းမှာဆိုလို့ရှိရင်လည်းအားနေကြတယ်ရှိတယ်ကိုသမားဆိုလို့ရှိရင်လည်းပဲပြောရလို့ရှိရင်တော့ဒီထက်ပိုပြီးတော့အားကောင်းမှုလိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကွင်းလပိုင်းမှာဆိုလို့ရှိရင်ဒါဒုတိယပိုင်းမှာလူစားလဲမှုတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာဒီကွင်းလပိုင်းလိုက်ကက်မဲ့သူမရှိတော့ဘူးပြန်ပြက်ကိုအဲ့ဒီအနေအထားတွေကလည်းပြန်ပြက်အသင်းကိုသူတို့အနေနဲ့ဒီစိတ်ချပေးကစားခွင့်ပြုတတ်တယ်လို့ဖြစ်သွားတဲ့အနေအထားတွေကကြတော့တရားဝင်တဲ့ဒီ AAC ကစားခွင့်ရသွားပြီးတော့ဒါပြန်ပြက်တွေကိုဂိုးတွေကိုအလွယ်တကူခွင့်ပြုပေးလိုက်ရတယ်ပေါ့နော်ဒီဒီချိန်မှာတွေးဆိုရမှာလည်းပဲတကုံစတာယူနိုက်တက်ဆိုတဲ့အခါကျတော့ပြီးခဲ့တဲ့ပွဲစဉ်ကတော့ပော့ရော့ပြီးတော့သွားပြီးတော့ကစားလို့မရဘူးတကုံဘောကနောက်တစ်ပွဲရလည်းပဲရန်ကုန်ယူနိုက်တက်က စားရမှာဆိုတဲ့အခါကျတော့ဒီလက်ရှိပွဲစဉ်တွေကတို့တွေအများကြီးအရေးကြီးနေပြီဒီစီချင်းသာထပ်ပြီးရှုံးနေမယ်ဆိုလို့ရှိရင်တော့ဒါတို့ရဲ့အောက်မှာတန်းဆင်းဆုံးပဲရှိတော့တယ်ဆိုတဲ့အခါကျတော့ဒကွန်ပေါ့အနေနဲ့သတိဖျားပြီးတော့ကျတော့ချိန်ကပ်ပြီးတော့ကစားဖို့လိုအပ်တယ်ဆိုကျွန်တော်အနေနဲ့ဒီပွဲစဉ်အတွက်သုံးသပ်ချင်ပါတယ်ကိုတော့ကြဆွေးနွေးသုံးသပ်ပေးပါအောင်ဟုတ်ကဲ့ပါဒကွန်စတာကတော့တို့၄ပွဲကစားပြီးချိန်မှာသုံးပွဲနိုင်တပွဲတည်းရမှတ်၉မှတ်နဲ့အဆင့်နှစ်မှာရပ်တည်နေတယ်ပေါ့နော်ဟုတ်ကဲ့ပါဒကွန်ပေါ့ကတော့၄ပွဲပြီးမှာတပွဲနိုင်သုံးပွဲရှုံးပါတော့ ရမှတ်၃မှတ်နဲ့၁၀ပါရက်တည်နေတယ်ဆောင်းတော့ကိုဝင်၃တက်ခဲ့တယ်လို့ပဲပေါ့နော်အောက်မှာတန်းစင်းစုံနဲ့ကတ်နေပြီပေါ့နော်ဟုတ်ပါတယ်ဒကွန်စတာကဒါပြီးခဲ့တဲ့တပတ်ဒါ ISP ဆိုတဲ့စာမေးပွဲမှာတော့မကြပါနဲ့ကတ်အောင်ခဲ့တယ်ပဲပြောအောင်ပေါ့နော်တည်ကြခဲ့ဆိုတော့အခု ISP နဲ့ပွဲမှာဆိုအခက်မတင်သူကတော့ရှုံးသွားနိုင်တယ် ISP ရတဲ့အခွင့်အရေးတွေဒါအပိုင်သုံးချနိုင်တယ်အပိုင်သုံးချနိုင်ခဲ့မှာဆိုတော့ဟုတ်ပါတယ်ဒကွန်စတာရှုံးတော့ရှုံးသွားနိုင်တယ်ပေါ့နော်ဒီပွဲမှာဆိုရင်အဲ့တော့ဟိုထပ်ပြီးပြောမယ်ဆိုတော့အခုထပ်လာမှာကဒကွန်ပေါ့ဆိုတဲ့အတင်းစာမှုပဲပေါ့နော်ဒကွန်ပေါ့စာမှုပဲမှာရောသူအနေနဲ့ အောင်ပါလားဂုံတူးပေါင်ပါလားကြာရှုံးပါလားဒါလေးတော့ဆက်လက်စောင့်ကြည့်နေတယ်ပေါ့နော်တကုံပေါ့ကတော့ဒါ AR နဲ့ပွဲမှာတကိုးတော်ပြန်မရလိုက်တာကတော်တော်လေးကိုဟိုရှုံးတာတက်ပို့ပြီးတော့စိုးစေတယ်လို့ပြောအောင်ပါပေါ့နော်အဲ့တော့တကိုးတော်ပြန်မရဘူးဆိုတော့တော်တော်လေးကိုပြတ်သက်ဖြစ်ပြီးတော့ view ဟာပိုင်းရောပလေယာတွေရဲ့ဟိုတူးချင်းပိုင်းရောတော်တော်လေးကိုကွာဟတော့တာတွေ့ရတယ်ဂုံပေါ့ကစားသမားတွေရဲ့အနေထားလည်းတပွဲနဲ့တပွဲပုံစံမတူတဲ့ပုံစံလေးမြင်နေရတယ်ပေါ့နော် performance ဟိုဟာပေါ့မတူတဲ့ပုံစံလေးမြင်နေရတာဒါတွေကလည်းအရေးကြီးတဲ့အချက်တွေပဲပေါ့နော်ဟုတ်ပါတယ်အဓိကကတော့ဒါလေးဝဲကစားပြီးချိန်မှာခက်စစ်က73ကိုတိခွင့်ပြုထားရတာအများဆုံးဖြစ်နေဟိုအဓိကပြဿနာဖြစ်နေတယ်ပေါ့နော်အဲတကုံပေါ့ကစားတဲ့ပွဲတွေကြည့်မယ်ဟဲ့ဆိုရင်ဂိုးမပေးရတဲ့ပွဲမရှိဘူး तू ကဂိုးရရတယ်ဆိုပေမဲ့လည်းပွဲတိုင်းဂိုးမရဘူးဒါမဲ့တေးကြတာတခုကတော့ तू ကိုမပေးရတဲ့ပွဲရတော့မရှိဘူးပေါ့နော်ပွဲတိုင်းကိုပေးရတယ်ဒါကလည်းဒီခန့်စစ်ကအဓိကထားပြင်ရမယ် အနေထားလို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်ပေါ့နော်အဲ့တော့ခြုံပြီးသုံးသပ်မယ်ဆိုရင်ပွဲတိုင်းဂိုးရနေတဲ့တကုံစတာနဲ့ပွဲတိုင်းဂိုးပေးနေရတဲ့တကုံပေါ့တို့အဲ့မှာစတွေ့တာလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျဟုတ်ပါတယ်